ားလုံးတို့ကိုနားလည်ကြပါကျွန်တော်ရဲ့ APR ကမ္ဘာမှာကြွေးရှင်လေးကနေပြန်လေးကြိုးဆိုလိုက်ပါတယ်ရုရှားဘော်အချုပ်ပေးလျှို့တဲ့ Donald Trump ရဲ့မူဝါဒကြောင့်ရုကနှုတ်ထွက်ခြင်းဖြစ်တယ်လို့ Ukraine ဆိုင်ရာ American တမ်မတ် GDU ကကြိုးဆိုလိုက်ပါတယ် Donald Trump ရဲ့နိုင်ငံခြားရေးမူဝါဒတွေကိုလက်မခံနိုင်တဲ့အတွက်ရှားတို့ကနှုတ်ထွက်ခဲ့တာဖြစ်တယ်လို့ Ukraine နိုင်ငံဆိုင်ရာ American တမ်မတ် G Bridges Brinker မေ18ရက်နေ့က Detroit Press Free Press သတင်းစာမှာ စံပါရေးတာဖော်ပြလိုက်ပါတယ်ဒီမိုကရက်နဲ့ရီပဘလစ်ကန်သမ္မတ5ဦးလက်အောက်မှာနှစ်ပေါင်း30နီးပါးတန်တမန်တာဝန်တွေကိုဂုဏ်ယူစွာထမ်းဆောင်ခဲ့တယ်လို့ Bridges ကဘရင်ကာဆိုပါတယ်2022ခုနှစ် ဖေဖော်ဝါရီလ24ရက်မနေ့ကယူကရိန်းကိုရုရှားကကျူးကျော်တိုက်ခိုက်ခြင်းကစပြီးကလေးငယ်တွေအပါအဝင်အပြစ်မဲ့ပြည်သူပေါင်းများစွာဟာရုရှားရဲ့ဒုံးကျည်တွေဒရုန်းတွေကြောင့်တေဆုံးဒဏ်ရာရတာတွေလူနေအိမ်တွေပျက်စီးဆုံးရှုံးရတာတွေကိုနေ့စဉ်မြင်တွေ့ကြားသိနေခဲ့ရတယ်လို့ Bridge Friend ကပြောပါတယ် ကလေးငယ်အနည်းဆုံး2000နိဗ္ဗာန်ကိုတရားခံတွေအဖြစ်မတရားဖန်ဆီးသွားလို့ကြံရစ်တဲ့မိဘတွေရဲ့ပြောစကားတွေကို3နှစ်နိဗ္ဗာန်နာကျင်စွာနားထောင်ခဲ့ရတယ်လို့ဆိုပါတယ်။အမေရိကန်လိုဒီမိုကရေစီနိုင်ငံကြီးတစ်ခုအနေနဲ့လွတ်လပ်တဲ့ဒီမိုကရေစီနိုင်ငံတနေကံမတရားကျူးကျိုတိုက်ခိုက်ခံနေရတာကိုလက်ပိုက်ကြည့်နေလို့မရသလိုကျူကျူစစ်ကိုဆန့်ကျင်တဲ့မဟာမိတ်တွေနဲ့အတူယူကရိန်းကိုကူညီပံ့ပိုးပေးခဲ့ကြတာဟာမြင့်မြတ်မှန်ကန်တဲ့အမေရိကန်ရဲ့မူဝါဒဖြစ်တယ်လို့ Bridges Spring ကပြောပါတယ် အမေရိကန်ရဲ့အကျော်စီပွားကိုလုံခြုံစေမဲ့တခုတည်းသောအရာဟာဒီမိုကရေစီဘက်ကရက်တည်ပြီးအာဏာရှင်တွေကိုဆန့်ကျင်ရေးဖြစ်တယ်လို့ Bridges Spring ကဆိုပါတယ်။ကံမကောင်းစွာပဲ ဒေါ်နယ်ထရန့်ဆိုရစတင်ရှင်ကစားပြီးအမေရိကန်ရဲ့မူဝါဒဟာရန်လိုကျူးကျော်တဲ့ရုရှားလိုကိုအလျှော့ပေးလိုက်လျှော့ပြီးယူကရိန်းကိုပဲဖိအားပေးတဲ့မူဝါဒကိုကျင့်သုံးလာတဲ့အတွက်ဆက်လက်တာဝန်ထမ်းဆောင်ဖို့မဖြစ်နိုင်တော့ဘူးလို့အပရီလထက်မှာရှာထုကနေနှုတ်ထွက်ခဲ့တာဖြစ်တယ်လို့ Bridges Bringer ရှင်းတာဖော်ပြပါတယ်။ဟုတ်ကဲ့ပါခင်ဗျာနားဆင်ပေးကြတဲ့ကျွန်တော်ရဲ့မိဖပြည်သူညီကောင်မောင်နှမများအားလုံးကိုကျေးဇူးအထူးတင်ပါတယ်။ PND ရဲ့အပေါင်းကနေကင်ဝေးကြပါစေခင်ဗျာ။